ဇမေတမိုင်းထင်ချင်ရိုက်ခဲ့တော့နှက်ရှင်အောင်ဤညီတော်အကြောင်းဒါကတော့တမိုင်းအကြောင်းဖြစ်တဲ့အတွက်နည်းနည်းတော့ရှင်းပါမယ်နှက်ရှင်အောင်ဟာ တောင်ငူမင်းဆက်များတွင်ထင်ရှားကြော်ကြားသောမင်းဖြစ်ပြီးသူဟာ936ခုနှစ်ဖခင်မြင်းရဲ့တရားသူနဲ့မိခင်ခင်စောမဖွားမြင်လာသောတားတော်ဖြစ်ပါတယ်တောင်ငူဘီယံဖြစ်လာမဲ့နှက်ရှင်အောင်မှာထူကြသောအရေးချင်းနဲ့ပြည့်စုံသောညီတော်တစ်ပါးရှိခဲ့သည်ဟုတော့ ဘသူမှမတီးခဲ့ကြပြီ။နတ်ရှင်တော်ဤညီတော်မှာအကိုဖြစ်သူလို့စစ်ရေးစစ်ရာတိုင်းရေးစသည့်ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများတွင်အားနည်းတော်လေ။စာပေကျမ်းဂန်များနှင့်အတွဲခေါ်ပိုင်းများတွင်ဘသူနဲ့မှမတူအမခန့်ထိရှိပြေးကထူးခြားဆန့်သင့်လွန်းလာသဖြင့်အများကအံ့ဩတော်လို့ခဲ့ကြရပါလေ။ဒါကြောင့်ပဲသူ့နာမည်ကို သမိုင်းတွေမှာထည့်မြေးခဲ့ကြတာဖြစ်ပါလေ။သူဤနာမည်ကလက်ရှင်အောင်ဖြစ်ပါတယ်။သူသည် သူ၏စာပေကျမ်းဂန်များထားရာအခန်းထွဲ၌ပင်အမဲလိုလိုအချိန်ကုန်ဆုံးနေတတ်ပြီးစည်ရည်စည်ရများတွင် လုံးဝစိတ်မဝင်စားတနေ့သောနေ့ခုနှစ်အတိကျပြောရရင်954ခုနှစ်မှာအကိုဖြစ်သူ nation တော်တယောက်ဖခမဲတော်နှင့်အတူရိုးရီးယားသို့ခြိတက်တိုက်ခိုက်တော်ကားဟေးညီတော်ရိုးရီးယားကိုခြိတက်စစ်သွားတိုက်ကြမယ်ဟေးဆိုပြီးအော်ခေါ်တော်ကားညီတော်လက်ရှင်တော်တယောက်ဖလက်ဆာဆာအုပ်ကိုပိတ်လိုက်ကမျက်နှာရှုပ်မဲ့သွားတယ်ပြီးတော့ လူတွေဟာအားနေစစ်ကြီးပဲတိုက်နေကြတာလားဉာဏ်ပညာအတွေးခေါ်ထက်မြက်ဖို့မစူးစမ်းကြတော့ဘူးလားဆိုတဲ့အတွေးဝင်လာပြီပဲအကိုတော်ဖြစ်သူရဲ့အမိတ်ကိုမလွန်ဆန်နိုင်ကစိတ်မပတပါဖြင့်ဒါကလေးတက်လက်ကိုခါမှချိတ်စစ်မြေပြင်သို့ရီတက်သွားလေတော်သည်စစ်မြေပြင်ရောက်တော့တယောက်နဲ့တယောက်လှန်နေနဲ့ထိုးဓာရီနဲ့ခုတ်လုံးထွေးတပ်ပုတ်နေတာကိုငေးကြည့်နေမိရင်ငါရဲ့အတွေးခေါ်တွေလောက်နှက်နေတဲ့အရာမရှိကြီးကျယ်လုံးတဲ့ဒီစစ်မြေပြင်ဟာလေ ငါစိတ်ကိုမလွမ်းမိုးနိုင်ထို့စဉ်မြင်းဒုံဆိုင်စီလာတော့ယူရီးယားစစ်တေတော်တပားကဓာတ်နဲ့လမ်းခုံမဲ့လို့လက်ရှင်တော်ဟာသူ့အနစ်နဲ့အလားလားရေးသားပြုစုထားတဲ့သူ့ရဲ့အတွဲခေါ်စာအုပ်ဖြင့်ပြစ်ပေါက်လိုက်ရာဖုံဆိုတဲ့အတန်နဲ့အတူယူရီးယားစစ်တေတော်နေရာမှာတင်ပွေချင်းပြီးတည်ဆုံသွားလိတော်သည်အဲ့ဒီနောက်ပိုင်းလက်ရှင်တော်ဟာစစ်ရေးမှာလဲမညံ့ချောင်းသူ့ရဲ့အတွဲခေါ်စာအုပ်ကရန်သူတွေကိုပင်အလွဲတကူအနိုင်ယူနိုင်ချောင်းစတဲ့ဂုံသတင်းတွေ ကျော်စောခဲ့ပြီမေတကရက်969ခုနှစ်အရောက်အနောက်ဘက်လွန်မင်းတရားကြီးဟာငစင်ကာနဲ့နက်ရှင်တောင်ကို ပုံကန်သည်ဟုဆိုကကားစင်တင်ကိုမြတ်တပစ်ခဲ့ပါတယ်ညီတော်ဖြစ်သူလက်ရှင်တောင်မှာလေခွေပြေးဝက်ပြေးထွက်ပြေးရင်းဇက်မြုပ်ကနက်နက်ရှက်ရှက်အတွေးခေါ်များကိုသာအာယုံဆိုင်သူ့စာအုပ်ထဲရေးသားရင်းအချိန်တွေကုန်ဆုံးခဲ့ပါတော့တယ်နှစ်လရာသည်ကြာပြီးတဲ့နောက်လက်ရှင်တောင်ရေးသားခဲ့သော အတွေးခေါ်စာပေကျမ်းဂန်ကြီးဟာ အနောက်တိုင်းသို့ရောက်ရှိခဲ့ပြီးထင်ရှားသောသိပ္ပံပညာရှင်စတီဗင်ဟော့ကင်၏လက်ထဲသို့ရောက်ရှိခဲ့လေသည်စတီဗင်ဟော့ကင်ဟာလက်ရှင်တော်၏နတ်နယ်တဲ့အတွေးခေါ်များကိုနှစ်ရှည်လများလေ့လာစီးပူရင်းအလွန်မင်းအာယုံဆိုင်ဖက်ရှုပြီးတဲ့နောက်ပိုင်းအုံနောက်တွင်ရှိအကျော်များတင်းမာလာကရုတ်တရက်အကျော်ကလှူရှားနိုင်စွာမှဲ့သွားပြီးတသက်လုံးဘိန်းတက်ကလတ်ထိုင်ကုန်ပေါ်နေထိုင်သွားခဲ့ရသည်ဟုအချို့သောသမိုင်းပညာရှင်များကမှတ်တမ်းတင်ခဲ့ကြပါသည် သို့တော့စတီဗင်ဟော့ကင်းတယောက်လက်ရှင်တော်ရဲ့969မျက်နှာရှိတဲ့စာအုပ်ထဲမှာနေရွက်ဖဲလိလလိုက်ရခြင်းဒီလိုဖြစ်သွားခဲ့ပြီမင်းသူဟာဉာဏ်ပညာမှာယခင်ကထက်အစပေါင်းများစွာတိုးတက်ထက်မြက်လာခဲ့ပြီးလက်ရှင်တော်ရဲ့အတွေးခေါ်များဟာစတီဗင်ဟော့ကင်း၏အုံနောက်ကိုလှုပ်ဆော်ပေးနိုင်ခဲ့ပြီးကမ္ဘာကျော်တိုက်ပံပညာရှင်တယောက်ဖြစ်အောင်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဤဒီမှာသမိုင်းထိန်ချိန်ရိုက်ခဲ့သောလက်ရှင်တော်၏အကြောင်းပင်ဖြစ်ပါတယ်။သူရေးသားပြုစုခဲ့သောစာအုပ်ကိုမူ ်စတီဗင်ဟော့ကင်းတယောက်ဘယ်မှာဝက်ခဲ့ကြောင်းဘူးမှမသိကြဘူး